thank <laughs> you ာပါရှင်ကျမတို့ဝန်ဒီပါ DVV ရုံမြင်သံကြားရဲ့နေ့လယ်2နာရီချိန်ထိရရှိထားတဲ့သတင်းတွေကိုဓာတ်ရိုက်တင်ဆက်ပေးပါမယ်မြန်မာနိုင်ငံသတင်းတွေကမ္ဘာသတင်းတွေနဲ့တို့အားကစားသတင်းတွေကိုရှုစားအောင်ပါရှင်လူထုကောင်ဆောင်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်ရဲ့အသက်80ပြည့် ွေးနေ့အထိမ်းအမှတ်ဖြစ်တဲ့အချိန်ဆယ်ရက်အတွင်းမှာမွေးနေ့ဆူတောင်းဆူဆူပေါင်း၈သောင်းကိုဆူဆောင်ပြီးကမ္ဘာစံချိန်တင်မဲ့အစီအစဉ်လှုပ်ဆောင်မှုရှိရဲလို့ဒေါ်ဆန်းစုကြည်ရဲ့အသားငယ်ဖြစ်တဲ့ Kim Harris ကကိုထိန်လေးက DVV ကိုပြောပါရယ်2025ကျွန်လ19ရက်နေ့မှာကြာရောက်မဲ့ဒေါက်ဆက်စုကြည်ရဲ့အသက်80ပြည့်မွေးနေ့အမှတ်တရကမ်ပိန်းအစီအစဉ်နှစ်ခုပြုလုပ်မှာဖြစ်တယ်လို့ SU80 ကမ်ပိန်းကနေပြီးတော့ထုတ်ပြန်ကြေညာထားပါဗျာ ထမအစီအစဉ်နေနေကတော့မွေးနေ့ဆူတောင်း electronic birthday card တွေကိုမေလ19ရက်နေ့ကနေဇွန်လ19ရက်နေ့အထိရောင်းချပေးမှာဖြစ်ပြီးနိုင်ငံတကာကစု80 campaign official fundraiser တွေစီမှာတရားဝင်ဝယ်ယူလို့ရမှာဖြစ်ပါတယ်။မွေးနေ့ကကနေရရှိလာတဲ့အလှူငွေတွေကိုတော့ဒေါန်ဆန်းစုကြည်ရဲ့မွေးနေ့အမှတ်တရအနေနဲ့မြေပြင်မှာရှိတဲ့အကူအညီလိုအပ်နေတဲ့နေရာတွေကိုလှူဒါန်းတောက်ဖို့ရှိရဲလို့ campaign ရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ်။ 2025-2026ပညာသင်နှစ်အတွက်အခြေခံပညာကျောင်းတွေကိုလာမယ့်မေလ22ရက်နေ့ကနေစတင်ပြီးကျောင်းအပ်နိုင်မှာဖြစ်တယ်လို့စစ်ကောင်စီပညာရေးဝန်ကြီးဌာနကထုတ်ပြန်ကြေညာပါတယ်။အခြေခံပညာကျောင်းတွေမှာလာမယ့်22ရက်နေ့ကနေစတင်ပြီးကျောင်းအပ်နှံပြီးတော့အခကျင်းတွေလည်းလုံးဝမကောက်ခံဘူးလို့ပညာရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ အခြေခံပညာကျောင်းတွေကိုမေလ22ရက်နေ့ကနေဇွန်လ1ရက်နေ့အထိကျောင်းအပ်နေရေးသတင်းပတ်ဖြစ်နေသတ်မှတ်ပြီးအခကျင်းဝေကောက်ခံမှာမဟုတ်ဘူးလို့ထုတ်ပြန်ချက်အတွင်မှာပါရှိပါရယ်။ကျောင်းအပ်တဲ့အခါမှာကျောင်းလာကမိဘဆရာအတင်ကြီးအာကစားကြီးစာရေးကိရိယာကြီးတွေနဲ့စာကြည့်တိုက်ကြီးအပါအဝင်ဘေးအခကျင်းဝေကိုမှကောက်ခံမှာမဟုတ်တယ်လို့သူငယ်တန်း KG ကနေတသမာတန်း Grade 12တင်ရိုးတက်ရောက်မဲ့ကျောင်းသားကျောင်းသူတွေကို တောင်းသုံးဖတ်စာအုပ်တွေနဲ့ဗလာစာအုပ်ဂျောင်းဝစ်စုံနဲ့စာရေးကိရိယာတွေကိုလည်းအခမဲ့ထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ဆိုပါတယ်ရှင်။ကချင်ပြည်နယ်ဖားကန့်ဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းကို KIA ပူးပေါင်းတပ်တွေကခုခံတိုက်ခိုက်နေတာကြောင့်စစ်ရေးတင်းမာနေစေဖြစ်တယ်လို့ KIA သတင်းရင်းမြစ်စီကနေသိရှိရပါတယ်။ဟန်နာသတင်းပေးပို့ထားတာပါရှင်။ ဖကန့်ကာမိုင်းလန်ကမော်နဲ့ဆိုင်းဖရာကြီးရွာဒီမှာရောက်ရှိနေတဲ့စစ်ကောင်စီစစ်ကြောင်းတွေဟာရန်ရင်သိမ့်ပိတ်ထားပြီးနေမည်ဖြစ်တဲ့နမ်သိန်းကြီးရွာဘက်ကိုဦးတည်ပြီးစစ်ကြောင်းထွက်ခွာဖို့ကြိုးစားနေတဲ့အတွက်ကော်လူယန်ခွန်ဆက်ရန်နဲ့တသားညီနောင်လန်တခြားမှာစီရေးတင်မာနေတယ်လို့ဆိုပါတယ်။အော်ဒီကမော်ဆိုင်းဖရာဘက်မှာရနေတဲ့တပ်ပေါ်ရဖြစ်နေရကုန်တော့ရင်ကဒီစစ်ကြောင်းတခုနဲ့အင်ဒိုချီနဲ့ကာမိုင်းဘက်ကကုန်တော့အခုကဒီကြာရေးတိန်တာတိန်တာနဲ့နေပြီးကုန်တော့ဒီ တမ်းတင်ပေးဖို့ဒီကိုလူရံပြီးတော့အကွန်ဆယ်စုပေါ်နော်အလားကြောင့်ပဲပါနေအစစ်ချုပ်ခေါ်တော့ဘူးကျူစားလာလို့အဘမစီတင်မလီလေပေါ်နော်ပြီးတော့ဒီဆိုင်ပရာချိုရဲ့ဒီကိုလူရံရောက်ပြီးပေါ်နော်တမ်းတင်ပေးဖို့သူသူဘူးကျူစားတော့ပေါ်နော်အဲ့တော့ကျွန်တော်ဒီကိုလူရံကွန်ဆယ်ရံနဲ့ဒီတတားညီတော့ပေါ်မှာတော့အတေပိုလီပြည်ကြည့်နေတယ်ပေါ်နော်မနေ့ကတော့ဒီတို့ရှိပဲကော အစစ်ကြောင်းထိုးလာတဲ့ဒီစကားစာနဲ့ဆက်နေတာတတိယတင်းအစနုံကုန်ပါမှာတက်ခွေဒီတက်ခဲ့လို့ဘူးနော်မီလာ၁၄ရက်နေ့အစောပိုင်းကငွန်းညမြုံနဲ့အင်ဒိုဂျီတေတာစနုံကုန်ရှိ KIA တက်စကန်ရှိရာကိုစစ်ကောင်စစ်တပ်နဲ့ SND ပူပေါင်းတပ်တွေကထိုးစစ်ဆင်လာတာကြောင့် KIA ပူပေါင်းတပ်ဖွဲ့တော်နဲ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စစ်ဘက်ကထိခိုက်ဒေဆုံးမှုတွေရှိခဲ့တယ်လို့ကချင်စင်းရင်းမြစ်တချို့ကကြေညာပါတယ်။ ဖကံဘကုစစ်မျက်နှာတုံးခုကနေအင်းအားအလုံးရင်းနဲ့ထိုးတက်လာတဲ့စစ်ကောင်စီစစ်ကြောင်းတွေကို KYU ဘူပေါင်းတပ်ကကုခံတိုက်ခိုက်နေတဲ့အတွက်ဖကံမျိုးဝင်ပေါင်း300စလုံးမှာစီရင်တင်မာနေတာဖြစ်ပါတယ်ဧပြီလ23ရက်ကစပြီးကာမိုင်းဖကံလန်းကနေစစ်အင်အား900ခန့်ရှိတဲ့စစ်ကြောင်းဟာ၄ကြောင်းအကူနဲ့မီလာ9ရက်နေ့မှာဆိုင်းပရာကျေးရွာကိုဝင်ရောက်တွားနိုင်ခဲ့ပေမဲ့ KYU ကပိတ်ဆို့တိုက်ခိုက်နေတဲ့အတွက်ဆိုင်းပရာနဲ့ကိုလူရန်ကျေးရွာတွေမှာတိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ် ဒါအပြင်အင်ဒိုဂျီဖကန်လမ်းကြောင်းကနေတက်လာတဲ့စစ်အင်အား900ခန့်ကလည်းစစ်ကြောင်း2ကြောင်းခွဲပြီးနတ်မွန်ချောင်းဝလမ်းအပြင်နတ်မွန်မိုးနောင်ကွေခါလမ်းဘက်ကနေစစ်ကြောင်းထိုးနေတယ်လို့ KYA စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်စစ်ကောင်စီတပ်ဟာဖကန်မြို့ကျဲဝင်ရောက်နိုင်တဲ့ကာမိုင်းဖကန်လမ်းအင်ဒိုဂျီဖကန်လမ်းဖကန်ဆယ်စင်းတာမကန်လမ်းကြောင်းတွေကနေထိုးစစ်ဆင်ဝင်ရောက်ဖို့စူးစမ်းနေတဲ့အတွက် ဖက်ကန့်သွားလာမှစီရီတမနေတာရက်ပေါင်း20ကျော်ကြာမြင့်လာပြီဖြစ်ပြီးကားလန်းတွေပိတ်ချတာလည်းရက်ကြာမြင့်လာပြီဖြစ်တယ်လို့သိရပါဗျ။ဒါအပြင်ဖက်ကန့်တနိုင်သွားလန်းကြောင်းတွေကိုထိန်းချုပ်နိုင်ဖို့အတွက်စစ်ကောင်စီတပ်နဲ့ဝါရဇူပီတုစစ်အဖွဲ့တွေကမရှိလကုံပိုင်းမှာလေကြောင်းနဲ့ဘုံကျဲတက်ခိုက်ပြီးစစ်ကြောင်းထိုးနေတာကြောင့်လီတူလက်မပေါ်မှာလည်းစီရီတမနေတာဖြစ်ပါတယ်။ဖက်ကန့်နဲ့ဒီတနိုင်သွားလန်းဘက်မှာတော့မင်းစစ်တပ်ပြည်သူစစ်အဖွဲ့တွေထိုင်နေကြရပါတော့ အနာဂတ်ဒီကာဆာရီပြောလာတော့ဒီကဘွားနဲ့တနိုင်တမ်းမှာမိစေတန်းတို့ထိုင်ပြီးတော့ဒီကောက်နေတယ်ပေါ့နော်အာဒီအေးအနာဂတ်ရွာတွေပါရစီချောင်းနေကြပြီပေါ့နော်ဒီစကားစားနဲ့မိစေတန်းဖွဲ့ကတော့ရွာတွေကိုမိရှိုးထားတာဒီရကနာဒါကတော့ဒီကက်ကက်စီတယ်ပေါ့နော်တဝါတဝိုင်းနဲ့အာစီစီဒီမာနီရဲ့ကြည့်ပြီးပေါ့လဝကြီးရောဟာဖက်ကန်နဲ့တနိုင်းရွှေမော်ဒီတာတွေကိုတွားတဲ့ကာလမကြီးလမ်းဆောင်နေရာတစ်ခုဖြစ်တာကြောင့် စီးပွားရေးစီရင်အတွက်အလွန်အရေးပါတဲ့လမ်းပန်းဆက်သွယ်ရေးနေရာတစ်ခုဖြစ်ပါတယ်။ပြည်သူစစ်ပူးပေါင်းတပ်ဖွဲ့တွေဟာတနိုင်းလီဒူလန်တလျှောက်ကဝါရာဇုပ်၊ရှူတူဇုပ်၊စံပြအောင်ရာနဲ့ဘန်ကောက်ကျေးရွာတွေမှာတက်ဆွဲပြီးရွှေမော်တွေနဲ့ကုန်တင်ရင်းတွေကိုအခွန်ကောက်ခံတာကနေအဓိကဝင်ငွေရရှိနေတာလည်းဖြစ်ပါတယ်။လက်ရှိပမော်မြို့သိမ်းတိုက်ပွဲပြင်းထန်နေချိန်ကရင်က90ရာခိုင်နှုန်းထိန်းချုပ်ထားပြီးဖြစ်တဲ့ဖက်ကန်ဒေတာဘက်ကစစ်ကောင်စီကတံပြန်ထိုးစစ်ဆင်လာတာလည်းဖြစ်ပါတယ်။ကျမဟနာပါ အေရဝတီတိုင်းဂျုံမြို့မြို့အခြေဆိုင်ခလာယာ36တပ်တွင်မှစစ်ကောင်စီတပ်နဲ့ရခိုင်တပ်တော် AA ပူးပေါင်းတပ်ဖွဲ့တို့ဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်းဘုံကျဲတိုက်ခိုက်မှုအတွက်ဆက်တက်လေဒီပါရမော်တာ10စီးထပ်မံပို့ဆောင်ထားတယ်လို့စစ်ကောင်စီတပ်နဲ့နှိဆက်သူတွေစီကနေသိရပါဗျ။ရခိုင်နဲ့အေရဝတီအဆက်ဖြစ်တဲ့လင်းမျက်နှာနဲ့ငတိုင်းချောင်းမြို့နယ်အတွင်းဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာအသုံးပြုဖို့ခလာယာ36တပ်တွင်ကိုဆက်ရန်နီးယား2စီးနဲ့ စက်တက်လေဒီ၁၀စီစစ်ကောင်စီကပို့ဆောင်ထားတယ်လို့ဆိုပါရယ်ပထမစက်တက်လေဒီ၆စီပို့ထားရကနေနောက်ထပ်၁၀စီထပ်ပို့ထားကြောင်းနဲ့ပထမပိုင်းမှာအမောင်းတင်နေတာကြောင့်ကြုံပြုံမျိုးပေါ်မှာနေတိုင်းလိုလိုဝဲပြန့်နေတာကြီးပြုလုပ်နေကြောင်းဒါအပြင် ARR အဆက်ကတိုက်ပွဲတွေဖြစ်ပွားနေတဲ့ဒေသတွေကိုကြုံပြော်ကနေဘုံသွားကျဲနေတယ်လို့ခလာရ36တည်ရင်နဲ့နေဆက်သူကလည်းပြောပါရယ် စစ်ကောင်စီကလေရင်စီကုန်ကြတက်တာအောင်လို့လေရင်နေအစားစက်တဲ့လေဒီတွေကို ပို့ပြီးတော့အုံပြုလာတာဖြစ်တယ်လို့သိရပါတယ်ရှင်မြန်မာထိုင်းနယ်ဆက်မဲဆောက်မြို့မဲပါရက်ကွက်အဝေးပြေးလမ်းမပေါ်မှာရှိတယ်နောင်ဘွားအဝိုင်းမှာထိုင်းလူမျိုးတွေအထင်ကရထားရှိရဲ့ရုတ်ထုအောက်မှာရှိရဲ့ပစ္စည်းတွေကိုဖျက်ဆီးသွားသူကိုမေလ15ရက်နေ့မနက်ပိုင်းကဖမ်းဆီးရမိတယ်လို့ထိုင်းရဲတပ်ဖွဲ့နဲ့နှိဆက်သူတွေစီကနေသိရပါတယ် ဖန်စီရမိတဲ့သူဟာထိုင်းနိုင်ငံသားစိတ်ကျမ်းမာရေးဆိုင်ရာခန်းစားနေရတဲ့သူဖြစ်ပြီးထိုင်းရဲ့တပ်ဖွဲ့ကမဲဆောက်စေယုံကြီးကိုပို့ဆောင်ထားတယ်လို့ဆိုပါရယ် CCTV မှတ်တမ်းတွေအားနဲ့တဆင့်လိုက်ရကနေဖန်စီရမိတာဖြစ်ကြောင်းနဲ့အသက်45နှစ်အရွယ်ထိုင်းလူမျိုးဖြစ်ပြီးစိတ်မနှက်တဲ့သူဖြစ်ကြောင်းထိုင်းလူမျိုးစိတ်မနှက်တဲ့သူဖြစ်တဲ့အတွက်ခံတာကြောင်းကိုလည်း ်မြန်မာနိုင်ငံသားဆိုရင်တော့အနေထိုင်ကြက်ပြီးမြန်မာလူမျိုးတွေအပြောခံရမယ်လို့မဲဆောက်မျိုးမှာအနှစ်30ကျော်ကြာနေထိုင်နေတဲ့မြန်မာနိုင်ငံသားတယောက်ကလည်းမှတ်ချက်ပေးထားပါတယ်ရှင်ထိုင်းနိုင်ငံစမောစခွန်ခရိုင်တွင်ကမြန်မာကလေးငယ်တွေပညာသင်ကြားနေတဲ့ရွှေ့ပြောင်းစာသင်ကျောင်းတွေကိုထိုင်းအာဏာပိုင်တွေကမေလ18ရက်နေ့ကနေစတင်ပြီးစက်မှတ်စစ်ဆေးသွားမယ်လို့သိရှိရပါတယ်။ဇွဲသက်တင်ပြပို့ထားတာပါရှင်။ ဌာနငံအလဲပိုင်းစမုတ်စခုံခဲမှာရှိတဲ့မြန်မာကလေးငယ်တွေတက်ရောက်နေတဲ့ရွှေပြောင်းချောင်းရွှေပြောင်းကလေးငယ်များတင်ကြားစင်တာတွေကိုမေလ18ရက်ကစပြီးစစ်ဆေးသွားမယ်လို့စမုတ်စခုံခဲလူလူဆက်ဆံရေးယုံကမေလ14ရက်မှာသတင်းထုတ်ပြန်ပါတယ်။စမုတ်စခုံခဲအတွင်းကမြန်မာရွှေပြောင်းချောင်းတင်ကြားစင်တာတွေကိုဥပဒေနဲ့အညီဖွင့်လှစ်ထားတာရှိမရှိကွင်းစင်ကစစ်ဆေးသွားမယ်လို့ထုတ်ပြန်ထားတာပါ။ တင်ကြားရေးစင်တာတွေအနေနဲ့အတုံးပြုတ်ခွင့်မရှိတဲ့အဆောင်သို့မဟုတ်တတ်မှတ်ထားတဲ့အမျိုးအစားမဟုတ်ရင်အတုံးပြုတ်ခွင့်ချက်ချင်းရဆိုင်သွားမယ်လို့လည်းဆိုပါတယ်။ဘန်ကောက်ပြည်တော်ဒီထိုင်းနိုင်ငံအလဲပိုင်းကမြန်မာပြည်အလွယ်ခေါ်တဲ့မဟာထိုင်အဲ့ဒီစမုတ်စာခွန်ခရိုင်ကမြန်မာရွှေပြောင်းစာတင်ကြောင်း၅ခုရှိတယ်ဗျ။အဲ့ဒီ၅ခုကိုမေလ၁၈ရက်နေ့ကစပြီးတော့ထိုင်းအာဏာပိုင်တွေကနေပြီးတော့ပတ်ပေါင်းစုကနေဝင်ရောက်စစ်ဆေးမယ်။စစ်ဆေးတဲ့အခါမှာတော့အဓိကကတော့ထိုင်းဥတွေရဒီကြောင်းဟာ ခွင့်ပြုထားခြင်းမရှိဘဲနဲ့ကျောင်းတည်ထောင်တာရယ်ဆရာဝန်ထမ်းတွေခံထားပြီးတော့ပညာသင်ကြားတာရယ်ပြီးတော့အဲ့ဒီဆရာဝန်ထမ်းတယောက်ဖြစ်စီတစုဖြစ်စီထိုင်းရဲ့ရာဇူးဆိုင်ရာဥပဒေတစ်ခုခုပြည့်မှုကျူးလွန်ထားမယ်ဆိုရင်တော့ပြည်ပြင်းထန်ထန်အယူခံမယ်စသဖြင့်အဲ့ဓာတွေကိုဒီသမောစာခွန်ခရိုင်လူစဆိုင်ရေးဝန်ကြီးကျေဝင်အတိပေးအကြောင်းကြားထားတဲ့အတွက်တကယ်လုံးမဲ့သဘောရှိသလိုတကယ်လည်းထိထိရောက်အယူဆောင်မဲ့သဘောရှိပါတ တင်ကြားစင်တာမှာရှိတဲ့ဝန်ထမ်းတွေအနေနဲ့ထိုင်းဥရနဲ့ညီနေထိုင်လောက်ကန်မှုလိုအပ်ပြီးဥရနဲ့မညီရင် နေထိုင်ခွင့်ဗီဇာကိုရုပ်သိမ်းကအမြင့်ပြစင်းနဲ့ထပ်သွင်းခံရမယ်လို့ထုတ်ပြန်ထားပါတယ်။အခုလိုရွှေပြောင်းတင်ကြားစင်တာတွေကိုစစ်စစ်မဲ့အပေါ်အဲ့ဒီစင်တာတွေမှာပညာတင်ကြားနေတဲ့ရွှေပြောင်းကလေးငယ်တွေ volunteer တင်ကြားပေးနေရတဲ့ဆရာဆရာမတွေကိုတက်ရောက်မှာကိုလည်းစိုးရိမ်နေကြပါတယ်။ကိုနိုင်ငံမှာစင်ကုန်မှုတွေပါရည်လဲဆိုလို့ရှိရင်ချိုးကလေးတွေမှာအထောက်အထားမပြည့်စုံဘူး တင်ကြတဲ့ volunteer ဆက်ချမ်းမတွေမှာလည်းပဲတချို့ဆက်ချမ်းမတွေမှာမကြိုက်ညိဘူးပေါ့နော်သူတို့ထိုင်းနိုင်ငံပြည်ထောင်တာတဲ့ဥပဒေနဲ့မညိဘူးပေါ့အဲ့ဒီစိန်ခေါ်မှုတွေရှိတယ်ပေါ့နော်နောက်တစ်ချက်ကဘာရှိသေးလဲဆိုတော့သူတို့စင်နာတွေကိုစစ်မယ်စစ်ချင်းမယ်နှစ်လုံးမယ်ဆိုရင်ဘုံဘုံတို့ကចောင်းသားတွေကိုပိတ်ပေးရတယ်ပေါ့နော်ပိတ်ပေးရတဲ့အခါကျတော့ចောင်းသားတွေចောင်းပြက်တာပေါ့အစာတင်ရပြက်တာပေါ့နော်ပြတဲ့အခါကျတော့ဘာကျိုးဆက်ကဘာရှိလာလဲဆိုတော့မိဘတွေကဒီလောက်စင်လှူဒန်းနေတဲ့ငွေ လူတန်းမို့သူတို့ခက်ခဲတော့ပေါ့နော် ကိုနိုင်ငံကပေါ့နော်ကာကွယ်ပေးရင်နိုင်တော့ပိုကောင်းတော့ပေါ့နော်ကိုနိုင်ငံဟိုအယချီတရားဝင်ကြီးကပဲဖြစ်ဖြစ်အကိုနိုင်ငံမှာလက်ရှိစစ်ဆိုးရလားဘယ်လိုခေါ်လဲပုံမှန်ဒီလိုတွေကပဲဖြစ်ဖြစ်ပေါ့နော်အကာကွယ်ပေးနိုင်တော့ပိုကောင်းတော့ပေါ့ဒါပေမဲ့ကာကွယ်ပေးနိုင်ကိုလည်းမျှော်လင့်ခြင်းမရှိပါဘူးသမဆကွန်ခရိုင်လူလူဆက်ဆိုင်ရုံထုတ်ပြန်ချက်အရကလေးတက်ငယ်မိသားစုကိုဥပဒေနဲ့ညီဖွင့်ထားတဲ့တင်ကြားရေးစင်တာတွေမှာသာကြားအကြဖို့တိုက်တွန်းထားပါတယ်။ ပြီးခဲ့တဲ့ဧပြီလအတွင်းကလည်းထိုင်းနိုင်ငံစစ်မှုဆက်ကွန်ခရိုင်မဟာချိုင်မှာအွန်လိုင်းကတဆင့်ထိုင်းဘာသာစကားသင်ကြားပေးတဲ့မြန်မာဆရာမတယောက်ဟာကန်ဆောင်ထားတဲ့ပန်းရောက်ကဗီဇာနဲ့စာသင်ကြားတဲ့အလုံးမကန့်ညီတာကြောင့်ဖမ်းဆီးခံရရပါတယ်ခင်ဗျာကျွန်တော်ဇွဲတက်ပါ ချင်းပြည်နယ်မင်းတပ်မြို့နယ်တွေကိုစစ်ကောင်စီကမေလ15ရက်နေ့မနက်9:00နာရီခွဲလောက်ကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်ကျောင်းသားတယောက်ပါဝင်ပြည်သူ၂ယောက်သေဆုံးပြီး၁၁ယောက်ဒဏ်ရာရရှိခဲ့တယ်လို့မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။ မဲတမ်းမြို့နယ်တိုက်နယ်တစ်ထဲကကျေးရွာတရာကိုစစ်ကောင်စီတပ်ဖက်ကတိုက်ပွဲဖြစ်ပွားတာမရှိပဲလေချောင်းကနေတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာကြောင့်နေရမာရင်အသက်73နှစ်အရွယ်ကျောင်းသားတစ်ယောက်နဲ့အသက်40ကျော်အရွယ်အမျိုးသားတစ်ယောက်တို့သေဆုံးခဲ့ရပြီး71ယောက်ဒဏ်ရာရရှိခဲ့တဲ့အပြင်ကျေးရွာစာတင်ကျောင်းနဲ့လူနေအများအပြားလည်းထိခိုက်ပျက်စီးခဲ့လို့သိရှိရပါတယ်မင်းတက်မြို့နယ်ရဲကိုအခုနှစ်အစပိုင်းကနေမေလတဲ့အထိဘုံကျဲခံရတာ73ကြိမ်ရှိခဲ့ကြောင်း စစ်တပ်ဟာမြေပြင်မှာအရှုံးကြီးရှုံးပြီးပြည်သူကိုအညို့တကြီးနဲ့လေချောင်းကနေတိုက်ခိုက်နေတယ်လို့မင်းတပ်မျိုးနယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူကိုရောမောင်က TVB ကိုပြောပါရရှင်။ ဆက်လက်ပြီးနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ယူကရိန်းစစ်ပွဲအတွက်ဓာတ်ရိုက်ဆွေးနွေးမယ်ရုရှားကိုယ်စားလှယ်အဖွဲ့ထဲမှာတမရအကြံပေးတဦးထိတ်တန်းတန်တမန်တဦးနဲ့အကြီးတန်းစစ်ဖက်နဲ့ထောက်လှမ်းရေးအရာရှိတွေပါတယ်လို့ရုရှားတမရဗလာဒီမီယာပူတင်ကမေလ14ရက်နေ့မှာကြေညာလိုက်ပါတယ်။ ကရမလင်သမ္မတနန်းတော်ရဲ့ website မှာဖော်ပြထားတဲ့ပူတင်ထုတ်ပြန်တဲ့အမိန့်ထဲမှာအကြံပေးဗလာဒီမီယာမေဒင်စကီနဲ့ကာကွယ်ရေးဒုဝန်ကြီးအလန်ဇန်ဒါဖိုမင်တို့ပါဝင်ပါတယ်။ဆွေးနွေးပွဲတွေမှာပူတင်ကိုယ်တိုင်ပါမှာမဟုတ်ပေမဲ့ယူကရိန်းနဲ့တိုက်ရိုက်တွေ့ဆုံဆွေးနွေးဖို့အတွေ့အကြုံရှိတဲ့ဆေးဆက်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ဖွဲ့စည်းမှုကိုမေလ14ရက်နေ့နောက်ပိုင်းမှာကျင်းပခဲ့ပါတယ်။

မန်ယူသင်းဟာတိုက်စစ်မှုရက်ဖိုအတွက်ပြောင်းရွှေ့ခြင်းပေါင်တန်း40ပေးနိုင်မယ်အသင်းကိုရောင်းချသွားမယ်လို့သိရပါဗျ။အင်္ဂလန်တိုက်စစ်မှုဟာမန်ယူနီးပြအမိုရင်လက်ထက်မှာပွဲထွက်ခွင့်မရခဲ့သလိုဆက်ဆံရေးလည်းမပြေလည်ခဲ့တာကြောင့် Aston Villa အသင်းမှာရာသီဝက်အငှားစာချုပ်နဲ့ပြောင်းရွှေ့ကစားနေတဲ့သူပါ Rafa Villa အသင်းဘက်ကအပိသက်ခေါ်ယူဖို့မရှိတာကြောင့်ရာသီကုန်ဆုံးချိန်မှာတော့မန်ယူအသင်းနဲ့ပြန်လည်ပူးပေါင်းသွားရမှာဖြစ်ပါတယ်မန်ယူအသင်းဘက်ကတော့ တပတ်လောက်ခပေါင်3သိန်းကျော်ပေးချင်နေရတဲ့ Raffle ကိုပေါင်တန်း40ရရှိမယ်ဆိုရင်ရောင်းချသွားဖို့ဆုံးဖြတ်ထားပါတယ်။ဒါပေမဲ့ Raffle ကိုခေါ်ယူဖို့ကံလန့်မှုရှိမလာရင်တော့လောက်ခတစိမ့်တဒေတာကိုပေးချင်နိုင်မဲ့အသင်းတသင်းကိုရှာဖွေပြီးအငားချသွားဖို့စီစဉ်ထားတယ်လို့သိရပါပါရှင်။ ဒီဗီဗီရုံးမြင့်တန်ကြရဲ့နေ့လယ်2နာရီသတင်းတွေကိုတားရဲကြည့်ရှုခဲ့ရတာပါ။ညနေ4နာရီအချိန်မှာလည်းထပ်မံရရှိထားတဲ့သတင်းတွေကိုဖြည့်ဆွတ်တင်ဆက်ပေးသွားပါအောင်မယ်။အားလုံးကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ဝန်ဒီပါ။